ုခေါင်းပြီးလေးနဲ့ဒီလိုရစ်တောင်မှာကက်တဲ့နီးလေးကိုသင်ပေးမယ်နော်အဲ့တော့ဒီတစ်ခါကစားမုန်းလာပြီမှာဒီလိုလှလာလေးတစ်ခေတစ်ခေငွေပရိသပြေလေးသိလို့ရအောင်ကိုသင်ပြပေးမယ်နော်အဲ့တော့ဒီမဆောက်ရက်ကလေးဆီမှာအဆန်လေးတွေကိုအိတ်ကလေးတွေနဲ့ထည့်ထားတယ်ထည့်ပြီးတော့တိတ်ကလေးကတ်ထားတယ်နော်ပြီးလို့ရှိရင်ဆီမှာခေါင်းပြီးပြမယ်ခေါက်တဲ့ပုံစံလေးရာဒီမှာရှိမယ်နော်ဒီပဲဟိုကကနန်းဒီမှာကနန်းပါတယ်တစ်ခေါင်းဆိုတဲ့ကနန်းလေးအဲ့ပဲလေးကခေါင်းမယ် ်ပြန်ပြီးခောက်မယ်နော်ခောက်မယ်တောင်ကျိုးလေးခောက်လိုက်တယ်ပြီးရင်တစ်ခေါက်ပြန်ခောက်မယ်ပြန်ခောက်ပြီလို့ရှိရင်တိတ်နဲ့နှစ်ချက်ကလုံးနှစ်နှစ်ခုလုံးကိုထိမ့်မယ်မြဲသွားအောင်နှစ်နေရာထိမ့်မယ်နော်ပြီးရင်သူ့နဲ့မျက်နှာချင်းဆိုင်ဘက်ကနေခောက်မယ်သူ့နဲ့မျက်နှာချင်းဆိုင်ဘက်ကနေခောက်မယ်ခောက်နေရအတူတူပဲဒါပေမဲ့ဘာကွာသွားမလဲဆိုတော့ကောင်းကျုံးလေးချွန်အောင်လုပ်မယ်နော် ောင်းနီးတူတူပဲအမေဒီအပေါ်တစ်ချက်ပဲထိမ့်မယ်အဟအတိုင်းထားမယ်အဟလေးတိုင်းထားမယ်ဟုတ်ပြီနော်အဲ့ဟိုဒီမှာဇက်တောင်မှာကပ်ပြမယ်ဇက်တောင်မှာကပ်ရင်နဲ့ဆရာမတို့ကအစမက်ကတဲ့အယိုးဘက်ကနေစမယ်တဲ့နော်အယိုးဘက်ကနေစမယ်ပြီးလို့ရှိရင်ဆရာမဒီမှာချိန်လိုက်မယ်နော်ဒီအဖက်ကလေးတွေကအပြင်ဘက်ကအချူလေးတွေရနော်ပြီးရင်ကက်တဲ့ဟာလေးကိုပြမယ်ပိတ်ကက်တာလေးပြမယ်နော်ဒီလိုလေးတစ်ချက်ထိမ့်မယ်ဒီစုံချက်နေရာမှာတစ်ချက်ထိမ့်မယ်ပြီးရင် အလဲမှာတစ်ချက်ထိမ့်မယ်အဖျားမှာတစ်ချက်ထိမ့်မယ်သုံးချက်ထိမ့်မယ်နော်ပြီးရင်ဒါလေးကဒီလိုလေးပေါ့နော်ပြီးရင်နောက်တစ်ရွက်ကပ်ပြနောက်ပြကြရင်ဒါလေးကလွတ်သွားတဲ့အတွက်ထောင်လေးတိုင်ထားမယ်ပြီးရင်စုံမက်နေရာနဲ့ဆမယ်ဒီဟာလေးကိုဖြားနေအောင်သွားမယ်ဒီ wine size ဆိုလို့ရှိရင်ရွက်90ဆိုဒီ wine size ဆိုလာဒါဆယ်လက်မထင်တဲ့ဆံမထင်တာတော့ဒါဆယ်လက်မကျတော့ ိုင်းဆိုင်တော့အဲ့တော့အကွာဝေးထက်တာဒီနေလောက်ဆိုလို့ရှိရင်အပုံကြီးတယ်ဒီလောက်ဆိုရင်150ကွက်တိပဲဒီလိုလေးဖြစ်မှာပဲဒီလိုလေးဖြစ်မှာပဲနော်ဟုတ်ပြီနော်ကဲမီထက်ပြမယ်နော်ဒီမှာဒီလိုလေးစုံတက်လေးမှာဒီလိုလေးစုံမက်မှာစုံမယ်အကွာဝေးလေးကိုဒီမှာညီအောင်ညီမယ်ပြီးလို့ရှိရင်လက်နဲ့ဖိထားမယ်ပိတ်နဲ့တစ်ချက်ကတ်မယ်နဲ့နေရာကတ်မယ်။ဖြားမှာရောကတ်လိုက်မယ်။အဲ့တော့၃ချက်။ဒီနှစ်ရွက်ရောက်လို့ရှိရင်ဒီနှစ်ရွက်ကို တစ်ခါတည်းပူးသွားမယ်။သိသေးသေးလေးနဲ့တစ်ခါတည်းပူးပြီးဒီလိုလေးညဲအောင်လုပ်သွားလိုက်မယ်။နော်။ညဲအောင်လုပ်သွားလိုက်ဒီလိုလေး။နော်ဒီလိုလေးဖြတ်ဖြတ်သွားမယ်။ဒီလိုလေးဖြတ်ဖြတ်သွားရင်ဒီလိုလေးဖြတ်သွားမှာ။ဟုတ်။ဒီပါနော်။နောက်တစ်ရက်ထက်ကပ်ကြအောင်မယ်နော်။ဟောဒီနာနဲ့ဒီဟာဆွဲထားတာလေးနဲ့ဟာ။ပြန်ကြည့်လိုက်။အဲ့တော့တိတ်မကက်ခင်မှာဒီလိုလေးသွင်းပြရတဲ့နည်းနည်းညီအောင်ညှိလိုက်အောင်မယ် ဖိပြီးပြီးတေးကြပြီဆိုတော့ကျွန်မဆင်မလို့ကตาလေးဖိထားမယ်တိတ်ကက်မယ်ဒီလေကောင်းကိုအရင်မိမိရရကတ်လိုက်မယ်နောက်ပြီးဒီမှာတစ်ချက်ကတ်မယ်နောက်ပြီးတော့လေးအဖျားကိုကတ်မယ်ပြီးရင်ဒီသုံးခုလေးကိုတစ်ချက်ပြန်တွဲလိုက်အောင်မယ်လိုလီခောက်ကလိုက်တဲ့ကလေးကိုနော်ညပြီး ပြီเนาะဒီမဲ့ဒီလူမျိုးလေးလက်လက်လာလေးเนาะဟုတ်လားလက်လက်လေးပူဆောင်နိုင်ကြပါစေနည်းနည်းကြီးကြီးလေးဖြစ်ခြင်းဒီလိုအလေလေးမှာဒီနားမှာပန်းဝင်လေးထည့်လို့ရတယ်ဒီမှာနည်းနည်းလေးခြာပြီးတော့ဒီလိုထက်သွားတာเนาะဒီလိုအလေးဆုံးချက်လေးမှာလှုပ်လှုပ်လေးရတယ်ကြည်ကြည်လေးဖြစ်လှုပ်လေးရတယ်ကြည်ကြည်လှုပ်လေးရတယ်ဒီမှာပန်းဝင်လေးထည့်လို့ရတယ်เนาะလာလာလေးပူဇော်နိုင်ကြပါစေ